ကိုကိုတရားယောဂဆိုတာတော့ကိုမကြည်နဲ့တဲ့ပုဂ္ဂိုလ်တယောက်အညိုတည်းသူ့ဘောမှာမုန်းတီးတဲ့စိတ်တွေကိုဖျောက်လို့မရဘူးဒီပုဂ္ဂိုလ်ဘောမှာမကြည်နဲ့တဲ့ရင်ထဲကမကြည်နဲ့တဲ့စိတ်တွေဟာအခုခံကြီးဖြစ်နေတယ်ဆိုရင်ဘာလို့ရမလဲမကြည်နဲ့တဲ့ပုဂ္ဂိုလ်မရှိရင်တော့လည်းကိစ္စမရှိဘူး ကိုမုံပြီးတော့မချိမနဲ့ရင်းနေကမချိမချမ်းဖြစ်နေတဲ့ပုံကိုတယောက်ရှိနေပြီဆိုလို့ရှိရင်ဘာနဲ့ဖြည့်ဖြောက်ရမလဲဆိုတော့မြတ်စွာဘုရားကနိလန်ငါးသွဲပေးခဲ့တာဖြစ်တယ်ဘုန်းကြီးနော်နိလန်ငါးသွဲကပထမအဲ့ဒီပုံကိုရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာ ခိုင်မာအောင်တည်ဆောက်ပါသူရဲ့အကျိုးစီးပွားကိုစဉ်းစားပါမုန်းဆရာတွေကိုမတွင်းနဲ့ဆိုပါစို့လူတယောက်ဟာမေတ္တာကိုတည်ဆောက်တော့မယ်ဆိုလို့ရှိရင်အပြစ်ကိုမကြည့်နဲ့ကောင်းတာလေးကိုရှာကြည့်ကောင်းတာလေးကိုရှာကြည့်ကောင်းခွက်ကိုရှာမေတ္တာကိုပွားလို့ဆိုတဲ့အတိုင်းကောင်းတဲ့အခွက်ကလေးကိုကြည့်ပြီးတော့မေတ္တာပွားလိုက်ရအောင် လူတိုင်းလူတိုင်းဟာအဆိုးကြီးမဟုတ်ဘူးအကောင်းတွေရှိတတ်သေးတယ်အဆိုးတွေကိုမေ့ထားလိုက်အကောင်းတွေကိုချိန်ပြီးမေတ္တာရအောင်သူ့ရဲ့အပေါ်မှာမေတ္တာဓာတ်ဖြစ်အောင်ကိုယ့်ရင်ထဲမှာမေတ္တာပြိုးပါလို့ဆိုလိုတယ်သူ့ကိုမေတ္တာပို့တာမဟုတ်ဘူးတော့လူတွေလွဲမှားပြီးတော့မေတ္တာပို့ခိုင်းနေတာပြောတာမဟုတ်ဘူးကိုယ့်ရင်ထဲကအမုန်းတရားပျောက်ဖို့ရအတွက်မေတ္တာဓာတ်ကိုတည်ဆောက်နော် ဲ့တော့တီဆောက်တဲ့အခါမှာကိုယ့်ရင်ထဲမှာပဲတီဆောက်အောင်သို့တော့အာယုံပြုတဲ့အနေနဲ့ကတော့ကိုမုန်းတဲ့ပုဂ္ဂိုလ်အာယုံပြုပြီးတော့သူ့ဘောမှာမုန်းတဲ့စိတ်ပျောက်သွားအောင်ကိုယ့်ရင်ထဲမှာမေတ္တာတီဆောက်ပါလို့သူပြောတာအဲ့တော့မေတ္တာတီဆောက်တဲ့အခါမှာတီဆောက်ဖို့ရခက်နေတယ်ဆိုလို့ရှိရင်အော်သူဘယ်တော့မှတော့ငါ့ကိုခုခဲ့ဘူးတာပဲငါ့ကိုအထင်လွဲလို့ပြောတာနေမှာပါ ဟောထင်မြင်လွဲလို့ငါ့ကိုလှုပ်တာနေမှာပါငါ့ကိုအရင်တော့ကဘယ်တော့မှမဆဲဘူးအခုထင်လွဲပြီးဆဲတာနေမှာပါဆိုပြီးတော့ကောင်းတဲ့အကွက်ကလေးသူ့ပဲနေရာမှာတော့ကောင်းတယ်ဒီလူကလူတော်ပါပဲနဲ့ဆိုကောင်းတဲ့အကွက်ကလေးတွေကိုတွေးပြီးတော့သူ့ပေါ်မှာမချေနှက်တဲ့စိတ်တွေပျောက်အောင်လုပ်ပါအရေးကြီးဆုံးကကိုယ်ရင်ထဲကမချိနှက်တဲ့စိတ်ပြောက်အောင်လုပ်ဖို့ပဲအရေးကြီးတယ်။ဒီလိုဆိုလို့ရတယ်နော်။ အဲ့တော့အမုန်းတရားဟာမကျေနပ်တဲ့စိတ်တွေပျောက်သွားပြီးတော့သူ့ပေါ်မှာတီးခန့်ခြင်းခွင့်လွှတ်ခြင်းဆိုတဲ့စိတ်နဲ့သဘောထားတွေပေါ်လာပြီးဆိုရင်ကိုယ့်ဘက်ကအနိုင်ရလိုက်ပြီဒီလိုပါသူ့ပေါ်မှာကလေသာခြေမဲ့စိတ်တွေမရှိတော့ဘူးခြင်းနဲ့နှလုံးထဲမှာအေးချမ်းသွားပြီးဟုတ်ပြီမေတ္တာနဲ့လှုပ်လို့အောင်မြင်သွားပြီးဆိုရင်အောင်မြင်မှုတစ်ခုရတော့တော့ အမုံတရားဟာမေတ္တာနဲ့လှုပ်လို့မအောင်မြင်ဘူးဆိုရင်နောက်နီလန်းတစ်ခုသုံးချအောင်မေတ္တာထားလို့မရဘူးဆိုလို့ရှိရင်သူ့ပေါ်မှာအကျဉ်းနာကရုဏာထားလိုက်ပါဘယ်လိုအကျဉ်းနာတရားထားရမလဲလို့ဆိုရင်ဒီလူဟာအခုလိုလူ့ဘဝရောက်နေပေမဲ့လို့သူ့ရဲ့စိတ်နေသဘောထားတွေရတည်သွားတာနဲ့အပင်ငယ်ရောက်မဲ့လူပဲ တနာစရာတရဝပဲငါသူ့ကိုတုံ့ပြန်ပြီးဒုက္ခပေးစရာမလိုဘူးသူ့ဘာသူဒုက္ခရောက်မှလူဖြစ်တယ်အတော်တနာစရာကောင်းတဲ့တရဝပဲလို့ကရုဏာထားလိုက်ပါတဲ့အဲ့လိုကရုဏာထားရင်ရှင်내ကအမုန်းတရားဟာပျောက်သွားနိုင်တယ်စမ်းကြည့်ရမှာတော့ဒါလေးအိမ်ပြန်တဲ့အခါမှာလက်တွေ့အုံချအိမ်ပြန်တဲ့အခါမှာလက်တွေ့အုံချ လူတွေကမေတ္တာပွားဖို့ခက်ပေမဲ့လို့ကရုဏာထားဖို့ကြတော့ကိုကအပေါ်စည်းယူတဲ့သဘောဖြစ်တယ်နော်အပေါ်စည်းယူရဲ့ယူတဲ့သဘောဖြစ်တဲ့အတွက်ကြောင့်တဏှာထိုက်တဲ့ပုဂ္ဂိုလ်တရားအနေနဲ့တဏှာပေးလိုက်ပါလို့ဆိုလိုတယ်ပေါ့အဲဒီလိုတဏှာချင်တဲ့စိတ်တွေဖြစ်ပေါ်လာလို့ရှင်လည်းပဲအမုန်းတရားဟာပျောက်သွားနိုင်တယ်အဲဒီလိုမှမပျောက်ဘူးဆိုလို့ရှင်နောက်တနည်းကဥပေက္ခာထားလိုက်ပါ ဥပိ္ပခာလို့ဆိုတာဟာပါလဲဆိုလို့ရှိရင်ချက်ချင်းမုံချင်းကင်းပြီးတော့ကိုယ်နဲ့မတိတဲ့ပုဂ္ဂိုလ်သဘောမျိုးနော်တကူတော့ငါနဲ့တိတာမှမဟုတ်ပဲခိုးဘွားတော့လည်းငါနဲ့တိတာမှမဟုတ်ပဲအခုမှတွေးကြတာပဲသူ့ဘာသူ့ဘာပြောပြောသူနဲ့ငါနဲ့တိတာမှမဟုတ်ပဲဆိုတဲ့ဥပိ္ပခာနဲ့ထားလိုက် ချစ်ချင်းမုံရင်ကင်းတဲ့ဥပ္ပခာနဲ့နေလိုက်အဲ့လိုနေလိုက်လို့ရှိရင်ရင်ထဲကဘုံတရားပျောက်သွားလိုက်အဲ့ဒါနဲ့မပျောက်ဘူးဆိုလို့ရှိရင်ဘာလုပ်အောင်အတ္တိအမနတိကာရလေးလေးနံပါတ်ဤစနစ်ကိုမြတ်စွာဘုရားလေပြလိုက်ပါကိုဆဲထားတာမေးလိုက်မေးနေရင်တော့ခေါင်းထဲမှာရောက်လာမှာမဟုတ်ခေါင်းထဲရောက်မှာဒေါသထွက်တာဟုတ်နော် ဘယ်ရာပဲဖြစ်ဖြစ်တတိယတဲ့အခါမှာဒေါသဖြစ်တာအဲ့တော့ခေါင်းထဲမှာမထားနဲ့မေးပြလိုက်ဘယ်တော့မှစိတ်ထဲမရောက်စေနဲ့ဒီအကြောင်းအရာလုံးဝလုံးဝမေးထားလိုက်အဲတချို့ကိစ္စကြတော့မေးလို့ကိုမရဘူးဆိုတာတွေဟာရှိသေးတယ်လာသေးတာเนาะမေးလို့ကိုမရဘူးမမေ့နိုင်တဲ့အဖြစ်အပျက်တစ်ခုဆိုလို့ရှိရင်မလိုရဘူးလေနောက်ဆုံးလက်နက်ကမလိုရဘူးလေဆို တရဝါတစ်ခုကံတစ်ခုဖြစ်သည့်အတွက်ကြောင့်သူလဲသူကံနဲ့သူသွားမှာငါလဲငါကံနဲ့ငါသွားမှာတို့ရံဖြစ်နေလို့ဘာကျိုးရှိမှလဲငါလဲကောင်းတာလို့ရင်ကောင်းတဲ့ဘုံရောက်မှာမကောင်းတာလို့ရင်မကောင်းတဲ့ဘုံရောက်မှာသူလဲသူကံအတိုင်းသွားမှာပဲငါလဲငါကံအတိုင်းသွားမှာပဲဆိုပြီးကံတရားကိုဆင်ញင်လိုက်ပါ ကမ္မတကသတ္တတရဝါရီဆိုတာသူကနဲ့သူဖြစ်ကြတာမုံနေလို့လဲအပိုပဲရံဖြစ်နေလို့လဲအပိုပဲလို့အဲ့ဒီလိုဆင်ញံသုံးသပ်လိုက်လို့ရှိရင်ပျောက်သွားပါလိမ့်မယ်တူဟောမြတ်စွာဘုရားကပေးတဲ့နိလငါးသွဲအာဂတပတိဝိနည်းယသုံးပါမြတ်စွာဘုရားပေးတဲ့နိလငါးသွဲနော်အဲ့ဒီနိလငါးသွဲကိုအသုံးချပြီးတော့ရှင်နေကအမုံတရားကိုဖယ်ရှားပြရမယ် အဲ့လိုယင်းတဲ့ကအမုန်းတရားတွေကိုဖယ်ရှားပြစ်နိုင်ပြီဆိုမှကလေသာခြေလိုတဲ့ယံလိုတဲ့စိတ်တွေဟာပျောက်ကင်းသွားမှာပဲဖြစ်တယ်ပေါ့